အဲ့ဒီခံယူချက်မရှိဘူးဆိုရင်လူကောင်းမဖြစ်တော့ဘာဖြစ်လို့လူကောင်းမဖြစ်လဲစဉ်းစားကြည့်ပေါ့ကိုကောင်းတာလုံးမကောင်းတာရနိုင်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာရဖို့အတွက်ကောင်းတာပဲလုပ်မယ်မကောင်းတာကိုမလို့ခြင်းသည့်အတွက်ကြောင့်မကောင်းတာကိုရှောင်တယ်ရှောင်လိုက်တာနဲ့ပဲသူကလူတော်လူကောင်းဖြစ်သွားပြီလေအဲ့လိုမဟုတ်ပဲနဲ့ ဖရာသခင်လို့တော့ကြာကိုယ်နဲ့ဘာမှမဆိုင်ဘူးကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ဖရာသခင်အားပဲဆုံးပြပေးလိုက်မယ်ဆိုရင်အဲ့ဒီသူကဖရာအားကိုယ်နဲ့မိုက်ချင်တယ်မိုက်ပါပဲမကောင်းတာတွေလုပ်ချင်တယ်လုပ်ပါပဲဩမသိကြတော့အဲ့တော့ကောင်းတာတွေလုပ်ဖို့အတွက်မင်္ဂနဲ့ခံယူချက်ရှိရမယ်အဲ့ဒါကို တတလို့လည်းခေါ်တယ်တနည်းအားဖြင့်ကမ္မတက္ကတသမဋ္ဌိအမမြင်ခြင်းလို့လည်းပြောတယ်အဲ့ဒီနှစ်ခုဟာအခြေခံပဲအဲ့ဒါကြောင့်မလို့ကိုကိုကိုဘဝမှာလူဖြစ်လာလို့ရှိရင်ပညာတောင်းအောင်ကြိုးစားတယ်စီးပွားရှာတယ်ချမ်းသာကြွယ်အောင်ကြိုးစားတယ်အဲ့ဒီမှာစီးပွားရှာတယ်ဆိုတဲ့နေရာမှာ ကိုကိုလည်းမထိခိုက်စေရဘူးသူများကိုလည်းမထိခိုက်စေရဘူးဆိုတဲ့အသိပညာနဲ့ရှားတာဖြစ်တယ်ဒုစရိုက်လုပ်ငန်းနဲ့တပည့်သားတွေဒုက္ခရောက်အောင်လုပ်ပြီးတော့ကိုချမ်းသာဖို့ဆိုတာလောကကြီးမှာမတရားလို့မလုံတဲ့နဲ့အရာဖြစ်တယ်ဘုနော်တရားတဲ့မတရားတဲ့ဆိုတာဘာကိုပြောရလဲစဉ်းစားကြည့်ကိုကတော့ချမ်းသာခြင်းနဲ့ တဖက်သားကိုတော့ဒုက္ခဖြစ်စေတယ်ပဲတရားမလဲတာကိုကတော့သက်ရှင်နေတယ်တဖက်သားတော့သက်ရှင်ကိုမပေးဘူးပဲတရားမလဲမတရားတဲ့ဟာပဲလေကိုချမ်းသာခြင်းတလို့တဖက်သားလည်းချမ်းသာခြင်းနာပဲကိုစင်မှကြောက်တယ်လို့တဖက်သားလည်းစင်မှကြောက်တာအဲ အဲ့တော့ကိုကျင်စာတရားကိုကျင်စာတရားဆိုတာရှိရမှာကိုကျင်စာတရားကင်မဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှလူတော်လူကောင်းမဖြစ်ဘူးလူတော်လူကောင်းဖြစ်ဖို့အတွက်ကံကံရေးကျုပ်ကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ရင်းနဲ့ဖြစ်ရမယ်ကိုကျင်စာတရားရှိတဲ့ပုဂ္ဂိုလ်ရင်းနဲ့ဖြစ်ရမယ် Đã dọn nhân sắp giá gạ. Bà rạ đủ khu bà đà nì nà đê nô tu khá bê sà đi. Tu nhà đủ khá yào ông lô bì rô. Cô chân nà vô chú giá rê bô cô hà. Bê đô mà mê chân nà vô lô bèo rà. Khi đà cái nà rô gạo giá dịn gạo giá lê mê. Nó xì lê nè tòa anh rà. Gạo giá dịn gạo giá lê. Tô tô, cô lô đê đủ yên đi gù chào bì rô rô gạo giá mà mô đó cô lô đệ lô chỉ cái nè lô chỉ ăn đẹp ô ở đó đã tham gia đi đi sửa cô mà đã ra đi à đi xiong lô đi là mới đi xiong chỗ ra tu đa sửa đệ bộ tu mà đẹp bắt đây đi xiong chỗ ra ကိုကျိုးကိုသာကြည်တတ်တဲ့စိတ်တွေလွန်မိုးနေလို့ရှိရင်ကိုကျိုးကိုသာမကြည်ပဲနဲ့အလုံးရဲ့အကျိုးကိုကြည်တတ်တယ်ဆိုတဲ့စာကဆိုတဲ့စိတ်တရှိဖို့လိုအပ်တယ်။နောက်ပြီးတဲ့အခါမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမပြောတဲ့နာနဲ့ပြောတဲ့နာဒီနှစ်ခုကိုခွဲခြားသိတဲ့အသိပညာရှိအောင်ကြိုးစားရမှာဖြစ်တယ်။အဲ့ဒါတော့ရည်ကြည်ဆုံးပဲ။အဲ့တော့ပေါင်းလိုက်တော့ တတသီလသုဒ္ဓစာကပညာကုသနမဓာရီရှိသလားအမြဲတမ်းစစ်စစ်မှန်ကြည့်ပြီးတော့သူတွေကပညာတယ်သို့တော့အသိပညာနဲ့ဆင်ញင်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုယ်ဘဝကိုပြင်ရမှာဖြစ်တယ်နော်မပြင်ဘူးဆိုလို့ရှိရင်ကိုယ်ဘဝတို့တက်เสียအကြောင်းမရှိတော့နော် တီးတယ်ပို့ကောင်းလာတဲ့အလဲအကြောင်းရှိတော့မကောင်းမှုရကတော့လွဲတယ်ကောင်းမှုရကအမတမခက်တယ်တော့အတ္တသမပတိတိဆိုတဲ့စကားလုံးဟာအမတမအရေးကြီးတယ်ပေါ့နော်မှန်ကြည့်ပြီးတော့ကိုကိုကိုရုပ်ကိုပြင်းတယ်လို့အတိညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကိုရဲ့အကျင့်စရိုက်တာကိုရဲ့စိတ်နေသဘောတာပြင်ရမှာအဲ့ဒါအရေးကြီးဆုံးပဲလို့ အခုလို့ရှင်ပြူတယ်ကုသိုလ်ကောင်းမှုလုပ်တယ်ကြောင်းလူတယ်စေတူတယ်ပညာရေးလူလူတယ်တရားလူလူတယ်စံစကတ်တယ်ဆိုရတယ်လေကုသိုလ်ကောင်းမှုလုပ်ခြင်းပဲတို့တော့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာမင်္ဂန်နဲ့ရည်ရွယ်ချက်နဲ့လုပ်ဖို့လိုအပ်တယ်မင်္ဂန်နဲ့စိတ်တည်သဘောထားနဲ့လုပ်ရမှာဒီကုသိုလ်ကောင်းမှုတွေဟာ နော်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စိတ်တတိရှိတဲ့တရားတွေလို့မြတ်စွာဘုရားကဟောတာလေဒါကြောင့်မို့လို့မြတ်စွာဘုရားစကားကိုယုံကြည်လက်ခံတော်အဖြစ်ဒီကုသိုလ်တွေကိုယ့်ရဲ့နဲ့မှာဖြစ်ပါစေဆိုတဲ့အသိဉာဏ်နဲ့လုပ်တာဖြစ်တာနော်နောက်တစ်ပတ်ကမေတ္တာနဲ့ကိုယ်လှူတဲ့တန်နဲ့ဆိုတာအလူကပုဂ္ဂိုလ်ဒီပေါ်မှာမေတ္တာထားတာမေတ္တာနဲ့လှူတဲ့တန်နဲ့နော် ေးကိုရလာတဲ့ပစ္စည်းကိုငါတို့အားကိုကြီးမသုံးမဲနဲ့မြဝေသုံးမဲဆိုတဲ့စိတ်ဓာတ်နဲ့လူရတန်နာကိုမိပါကိုကြွေးတယ်ကိုမိသားစုကိုချမ်းသာအောင်ထားတယ်ကိုရဲ့မိတ်ဆွေတွေကိုထောက်ပံ့နေတာတာကောင်းမှုရှင်နီမြုံနံမှုလုပ်တယ်ဆိုတဲ့ဒီလုပ်တယ်လုပ်တာအာကိုတွေ့ကောင်းကြည့်မယ်လောကလူတွေအား နောင်အတွက် investment ကိုခေါ်တယ်ယနေ့မြို့နာမှုတွေလုပ်နေရှိကြတယ်လေလူကကနေရှာကနေစားရမဟုတ်ဘူးနောင်အတွက်ဆိုတဲ့မျိုးလင်းချက်တကတခုရှိတယ်ပေါ့အခုသုံးဖို့ဆိုတာမျိုးလင်းချက်တခုရှိတယ်နောင်အတွက်ဆိုတာလည်းမျိုးလင်းချက်ရှိတယ်အဲ့တော့နောင်အတွက်ဆိုတဲ့မျိုးလင်းချက်ဟာအခုအကောင်းဆုံးဖြစ်အောင် လုံးတလူနောက်အတွက်တဲ့ဘယ်လိုကောင်းဆုံးဖြစ်အောင်လုပ်မလဲ။နဘောအလုံးတဲ့အကောင်းဆုံးဖြစ်အောင်လုပ်ရမှာခုနပြောတဲ့အကြီးချင်းနေကုသနာမှာရှိအောင်လုပ်ဖို့ပဲ။တတသီလသုဒ္ဓစာကပညာအဲ့ဒီအကြီးချင်းကောင်းနေရှိနေပြီဆိုလို့ရှိရင်ကိုဘောဟာတဘောနဲ့တဘောမြင့်မားသွားမှာ ဆိုလိုတာကဒီဘဝရင်မဲ့လွန်မြမာတဲ့အနေထားတစ်ခုရသွားတယ်။နော်မြင့်မြတ်တဲ့အနေထားတစ်ခုရသွား။ဘဝမှာဒီမဲ့ခဲခဲရီအများကြီးပြည့်လဲသွားနိုင်။ဥမာမဲ့တုတ္တဆိုတာရှိတာနဲ့ဒီမဲ့မတိရာရီနဲ့တိရာရီများနေတတိုင်းနဲ့ပြောတတ်ဆိုတာဖြစ်လာတယ်။ပညာဆိုတာရှိတာနဲ့ဒီနဲ့မလုတ်တင်တာတွေကိုရှောင်းတယ်လုတ်တင်တာတွေကိုလုတ်တယ်ဆိုတဲ့ အကျိုးတရားတွေပေါ်လာတာပဲစကားဆိုရဲကိုတယောက်တည်းသုံးမဲ့ဆိုရဲစိတ်တမရှိပဲနဲ့အများနဲ့သုံးမဲ့ဆိုရဲစိတ်တကြောင့်မိတ်ဆွေတင်ငါတွေပေါ်များလာတယ်ဟောတာဒီဘွားရတဲ့အကျိုးတွေပဲဒီဒီဘွားရတဲ့အကျိုးတွေနောက်ဘွားကြီးမဟုတ်ကိုကျင်သီလကောင်းသည့်အတွက်ကြောင့်ကိုရဲ့ပတ်ဝန်းကျင်ကကိုတမှုထားလာတယ်ဟာဒီလူကတော့လူကောင်းပဲ Benda madore du su ciman la jare de. di ciman musra ala ga jara mau pu. Aja mu ko je di la si de su ne. Du de ciman. Po du da si de su ciman jara. Ti du aro de don do mu me si u. Ku ni dau yin pe da de su ale ciman na. Ah ti မလုံလို့စဉ်စဉ်စားစားလုံတတ်တယ်ဆိုတာလည်းချိမနာပဲလေ။အဲ့ဒီလိုဖြစ်အောင်ဘယ်သူလုပ်ရမှာလဲဆိုကိုယ်ကိုယ်တိုင်လုပ်ရမှာဖြစ်တယ်။ Self confession ဆိုတာဒီဒိဗေကိုဖော်ဆောင်တာပဲဖြစ်နိုင်တယ်။နိုင်ငံညာကလူတွေကတော့သူတို့ကတော့ဘုရားဝတ္တမဟုတ်တော့သူတို့လည်းလည်းမိတ္တနဲ့စဉ်းစားတာပေါ့နော်။ဘုရားဝတ္တတွေကတော့ မြတ်စွာဘုရားရဲ့အဆုံးမတရားတွေရှိနေတော့အမှန်ကန်သိနေကြတာဖြစ်တယ်။ကိုကိုကိုသနာရဲတမှုထားတယ်ဆိုတာကိုကိုအကောင်းဆုံးဖြစ်အောင်လုပ်ချင်ပဲ။အဲ့တော့မြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်လဲ။အတ္တနိစိပိယံစိညာဆိုလိုတဲ့အိဗေကမင်းကိုကိုကိုမျက်နှာတွေ တမူထားရတဲ့လို့လက်ခံနေဆိုရင်သိတယ်ဆိုရင်အတ္တနဲ့စီပီယံစညာရခိယနံသူရခိတံကိုကိုမြတ်တို့တမူထားရဆိုရင်ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရှောက်ပါတာဖျားဟောတဲ့စကားနော် ကိုကိုကိုမြတ်နိုးတဲ့တမှုတာရဲ့ဆိုရင်ကိုကိုကိုအကောင်းဆုံးထိမ့်သိဆောက်ရှောက်ပါသူများကိုထိမ့်သိဆောက်ရှောက်ဖို့လေကိုကိုထိမ့်သိဆောက်ရှောက်ဖို့ပိုရည်ကြီးတယ်အဲ့တော့ဘာကိုထိမ့်သိဆောက်ရှောက်မှလဲလို့ဆိုရင်ကိုမှာတရားတရားမရှိသေးရင်ရှင်းအောင်လို့ကိုကိုထိမ့်သိဆောက်ရှောက်အောင်ဆိုတာလုံညောင်းအောင်နေတာပြောတာမဟုတ်ဘူးကိုရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေမဖြစ်ဖို့ ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်ဖို့ဒါကိုပြောတာနော်ကိုယ်ကိုအကောင်းဆုံးဆောက်ရှောက်တယ်အဲ့တော့ကိုယ်ကိုအကောင်းဆုံးဆောက်ရှောက်မယ်ဆိုပြီးတော့နော်ကိုယ်ကောက်ဝဲပြိမဲ့ဘောဒီကတိငါထားမယ်ဆိုရုံနဲ့ကိုယ်ကိုအကောင်းဆုံးဆောက်ရှောက်တယ်လို့ပြောလို့မရအောင်ကိုကိုကောင်းဆုံးပြောင်းဆောက်ရှောက်တဲ့ဆိုတာကိုမှ တိလမရှိသေးရင်တိလရှိအောင်လုပ်မယ်။တတမရှိသေးရင်တရာရှိအောင်လုပ်မယ်။သူတမရှိသေးရင်သူတရှိအောင်စီပွားထုတ်မယ်။ကိုဟာကိုကျိုးရှာသမဖြစ်နေသေးရင်အများကျိုးကြည်တောင်လုပ်ပေးရမယ်။ကိုဟာအတိညာစဉ်းစားဉာဏ်နဲ့နေသေးလို့ရှိရင်စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကိုကိုပြုပြင်ရမယ်။အဲ့ဒါအကောင်းဆုံးဆောက်ရှောက်နေပြီ။ အဲ့ဒီချက်တွေရှိလို့ရှိရင်ကိုကျိုးရှိတဲ့ကုသကောင်းမှုတွေလုပ်ကြတာပဲအဲ့တော့သစ္စာပြတရားတော်ဟာအမတ္တမတ္တမှုထားလိုက်တယ်လိုက်တာသိတယ်နော်ကိုကိုကိုမြတ်လို့တတ်မှုထားတဲ့လူမင်းသိမဲ့ဆိုရင်ကိုကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိဆောက်ရှောက်ပါဒိဏပညာတရံယမံပฏิစကေယပတိတော cô bố vợ của bệnh tôi mày bạn lại à bệnh tôi mày bạn lại tôi mày bạn lại được xin à đây đi à đang xử được xin nó tôi sẽ tôi nị khỏe tôi sẽ tôi nị cho cho bạn lại mà bố nó tôi sẽ tôi nị bạn lại cô sẽ cúp sẽ tỏa ra bố à bây giờ đã đây đi à đang mà tôi sẽ tôi nị này bạn lại bây giờ 33နှစ်အရွယ်ကပထမအရွယ်လို့ခေါ်တယ်34နှစ်ကနေစပြီးတော့66နှစ်ကျတော့ဒုတိယအရွယ်ခုပဲကျတော့တတိယအရွယ်လို့ခေါ်တယ်အရွယ်3မှာ95နှစ်ပိုင်မယ်ဆိုရင်တော့အစိတ်စီပိုင်ပေါ့နော်အသက်စိတ်တရားကိုကြီးကတက်တန်းနေကရိုးလာပြီဆိုတော့90နှစ်ပိုင်နိုင် ပိုးစင်ပြေလောက်တယ် ပထမအသက်20ကပထမအရွယ်ဒုတိယအသက်20 20ဆိုရင်ဒုတိယအရွယ်ဖြစ်သွားပြီနော်60ဆိုရင်ဒါအရွယ်ကုန်သွားပြီပြစ်စစ်ယူတာကိုအဲ့တော့20 20စီပိုင်းတာပိုင်းတာပြီးတော့ပထမ20အရွယ်မှာပညာသင်နေစီပွားရှာတယ်အဲ့ဒါဒီကြောင့်မအလတ်ဘူးဆိုရင် ဒုတိယ20နှစ်ကနေစပြီးတော့40အဲ့ဒီအချိန်မှာအကောင်စုကြောင်းကျူနာလဲအောင်ကိုကိုကောင်းစုဖြစ်အောင်ကြိုးစားမယ်ဖြစ်တယ်ဒုတိယရအဲ့ဒီမှာလည်းပဲစီပွားရှာလို့မပြီးသေးဘူးဆိုလို့ရှိရင်တော့နော်45နှစ်ကနေစပြီးတော့ဟိုဘက်ကျရင်အကောင်စုဖြစ်အောင်လုပ်ဖို့လိုပြီ အဲ့ဒီကြမှာမလုံနိုင်ဘူးဟိုအကြောင်းပြဒီအကြောင်းပြနဲ့ဆိုရင်တော့သိသတ်သွားတော့မှာအဲ့ဒီလိုပါဝါမှာအကျိုးမြတ်ထွက်ဖို့သိမရှိတော့ဟုတ်လားအဲ့ဒီပိုင်ပြီးတော့မြတ်စွာဘုရားဆုလို့ရတာအယွေသုံးမျိုးတည်းမှာပရမအယွေမလုံနိုင်ဘူးဆိုရင်ဒုတိယအယွေမှာလုံပါဒုတိယအယွေမှာမလုံနိုင်ဘူးဆိုရင်တတိယအယွေမှာမုတ်ချလုံပါ မလုံနိုင်ဘူးဆိုရင်ဘဝဆုံးသွားပြီမရှိတော့အဲ့တော့ဒီဘဝတစ်ခုဟာအချိန်နဲ့လကသာကုန်သွားတယ်တမှုမရလိုက်တဲ့ဘဝဖြစ်သွားလိမ့်မယ်အဲ့ဒါကိုတတိပေးတာမြတ်စွာဘုရားနော်ဒေနာမညတရံယမံအဲ့ဒီအပိုင်းသုံးပိုင်းနဲ့မှတပိုင်းပိုင်းတပိုင်းပိုင်းလို့ဆိုတာ ပထမရွယ်ပဲဖြစ်စေဒုတိယရွယ်ပဲဖြစ်စေတတိယရွယ်ပဲဖြစ်စေလောက်ပါပြောတာပတိစကေယပဏိတောကိုကိုကိုကောင်းဆုံးဖြစ်အောင်တုတ်တင်မှပြင်းစင်ပါလို့ဒီလိုပြောတာနော်တာကပုရဟောရတရားသူတို့ဆက်ရကွန်ဖက်ရှင်ဆိုပါရည်ရထားတယ်တော့မသိဘူးနော်ကိုကိုတနာရင်မလောက်ရမယ်ဆိုတာတော့သူတို့လည်းညွှန်ကြတာ လောကီကိစ္စမှာမမာတယ်သူတို့ပြောတာစီဝါရှာတာပဲပြောမှာပေါ့နော်တူတယ်အောင်လုပ်တာကိုပြောမှာပေါ့မြတ်စွာဘုရားကျတော့အဲ့ဒီတခုတည်းနဲ့မပြီးဘူးလူဖြစ်လာလို့ရှိအမြင်အမျိုးရှိရမယ်မျက်စိနှလုံးရှိရမယ်တလုံးကစီဝါရှာဖို့မျက်စိတလုံးကစီဝါရဲ့မြင်နောက်မျက်စိတလုံးကနော်ကိုကျင့်တရားနဲ့ပတ်သက်တာ နှစ်ခုတွဲသွားပြီစိုက်ပိုင်းဆိုင်ဆိုတပည့်ကလည်းစီဝါရှာမယ်တပည့်ကလည်းကိုကျင်တရားကောင်းအောင်လုပ်ရမယ်အလို့ကိုကျင်တရားပြက်ပြပြီးတော့စီဝါရှာတဲ့ပုဂ္ဂိုလ်တွေဟာကိုကျင်တရားမကောင်းခြင်းကြောင့်အဲ့ဒီကိုကျင်တရားမကောင်းမှုကိုကြောင်းပြုပြီးတော့အကြီးကျယ်ဒုက္ခရောက်သွားနိုင်တယ်ဒီဘဝမရောက်ရင်နောက်ဘဝသိတာရောက်မှာအဲ့တော့တဲ့ဘဝတော့ စီဝါရှာတဲ့အမြင်ရှိသည့်အတွက်ကြောင့်ဒီဘဝတော့ကောင်းခြင်းကောင်းစားလိမ့်မယ်သူကဒီဘဝရဲ့ချာမဲ့ကြတော့တွေ့တွေ့ဝန်းစရာမရှိတော့သူကဆင်းရဲဒုက္ခတွေဖြစ်မယ်ဘာလို့လဲသူလှုပ်ခဲတဲ့အရာသူပြန်ရမှာဖြစ် reaction ဆိုတဲ့ဘောတရားသူလှုပ်ခဲတာတွေသူပြန်ရမှာဖြစ်တယ်သူကသူများကိုဒုက္ခပေးခဲ့ရင်သူဒုက္ခပေးခံရတယ်အဲ့ကြနော်အဲ့ဒီဘောတရားတွေက မြတ်စွာဘုရားကိုယ်တိုင်ဟောတာဖြစ်တယ်နော်ဒါကြောင့်မို့အဲ့ဒီသဘောတရားတွေကိုနားလည်ဘူးထာဝရနားလည်နေဘူးလို့အပ်တယ်ပေါ့လူတွေတန်းနေဆိုတာအခုလို့အလူကြီးပေးတာဆိုတာအပြည့်ရပေးနိုင်တာမဟုတ်ဘူးလေနော်အလူကြီးမပေးနိုင်လို့လေပပကိစ္စမရှိဘူးတကယ်လို့အမှပါလေနေစင်တော့မှာနော် တတဆိုရဲခရကျမှန်ကန်ရမယ်ယုံကြည်ရမယ်ကိုကျင်သီလရှိရမယ်သူတဆိုရနေခြင်းနဲ့ပြတရားနာရာစီဘူးအထုတ်တာလောက်ရမယ်စာကကိုကျိုးပဲပကြည်ပဲနဲ့အလုံးနဲ့မြောက်ဝေးနေထိုင်တတ်ရမယ်ပညာလုံးတင်တာနဲ့မလုံးတင်တာသိပြီးတော့မလုံးတင်တာကိုရှောင်ရမယ်လုံးတင်တာလုံးအဲ့ဒီငါချက်ကရေးချီဆုံးမယ် ဲ့ဒီငါကျက်ဟာလည်းပဲကုသိုလ်ပဲနော်ကုသိုလ်လို့တာခုလိုလူလူမှကုသိုလ်ရတာမဟုတ်ဘူးအဲ့ဒီငါကကုသနာမရှိနေကုသိုလ်ရတယ်တကယ်အကျိုးပေးဖို့ကြတော့အဲ့ဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ကုသိုလ်ကောင်းမှုရဖို့အတွက်နေ့စဉ်သိရမယ့်အတိညာပို့ပြီးတော့အရေးကြီးတယ်နော်အဲ့ဒါကိုပြောတာအတ္တသမ္မပတိတိ ိုကိုကိုကောင်းဆုံးဖြစ်အောင်စီးပွားရေးနဲ့ပတ်သက်လာရင်လည်းကိုကိုကောင်းဆုံးဖြစ်အောင်ပြင်နိုင်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုကိုပြုပြင်နိုင်တဲ့ပုဂ္ဂိုလ်ဟာပညာတတ်ဆုံးပုဂ္ဂိုလ်ဖြစ်သွားတယ်။ဒါကိုကိုပြင်လို့ဖြစ်တာလေကြီးပဲကောင်းလို့နော်စီးပွားရေးမှလည်းပဲချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ပညာမှလည်းပဲပညာကျွဲဝါဆုံးပုဂ္ဂိုလ်ဖြစ်တယ်။အဲ့တော့ ဒီနှစ်ခုတဲ့ပို့ရေးကြည့်တာပါတော့ဆိုလို့ရှိရင်ခုပြောတဲ့တတ္တသီလသုတ္တစာကပညာဆိုတဲ့ဒီရည်ချင်းนี่ကုသတ္တပါအကောင်းဆုံးဖြစ်အောင်တို့တွေဒီဘဝမှာကြိုးစားအထုံနိုင်မှကောင်းတဲ့အကျိုးတွေကိုရနိုင်ပါလို့ယုံကြည်ရမှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတို့စီပြိဿပေါင်းတို့ ရသဗျာဟောတဲ့အတ္တသမပဏိတိဆိုတာကိုကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတာဖြစ်တယ်ကိုကိုအကောင်းဆုံးဖြစ်အောင်တတ္တသီလသုတ္တဆာကပြညာဒီချင်းนี่ကုသနာမရအောင်ကြိုးစားအထုတ်ခြင်းဟာအမှန်ကန်ဆုံးဖြစ်တယ်လို့သဘောပေါက်ပြီးကြိုးစားအထုတ်နိုင်ကြပါစေကုန်တည်း